ဟုတ်ကဲ့ဆက်ဆံမတို့အားလုံးမင်္ဂလာပါခင်ဗျာရိုးတခြားကဗျာကိုဆက်ဆံမတို့ဘလို့တင်ကြလဲခင်ဗျာကျွန်တော်တို့ဒီလိုလေးတင်မယ်လို့စိတ်ပူထားတယ်ခင်ဗျာကိုရဲဆက်တင်ခြင်းကညနေခင်းဖြစ်မယ်ဆိုလို့ရှိရင်ကလေးတွေကိုနေ့လေသာဘာဟင်းနေနဲ့စားခဲ့ကြလဲလို့မေးလိုက်မယ်ခင်ဗျာကလေးတို့ပြောတဲ့အဖြေကို white board ပေါ်မှာချပြီးတော့အုပ်စုခွဲပြီးတော့ရေးလိုက်မယ်ခင်ဗျာအသားငါးကတတဒီရွက်ကတတချရေးလိုက်မယ်ခင်ဗျာပြီးရင်ကလေးတွေကိုတော့ အသည်တောစုအရွက်တအုပ်စုအစင်အစံတအုပ်စုအပင်ပေါက်တအုပ်စုဥတအုပ်စုဆိုပြီးတော့မှကလေးတွေကိုရှာပုံတော့ဖွင့်ခိုင်းမယ်ခင်ဗျဘာတွေရှာဖွေရမလဲဆိုရင်သူတို့ကြားဘူးတဲ့သူတို့စားဘူးတဲ့လက်ဆိုင်ရာအသည်ရအသည်အုပ်စုရှာဖွေမယ်ခင်ဗျအရွက်ကအရွက်အုပ်စုရှာဖွေကြလိမ့်ခင်ဗျဟင်းလျာအဖြစ်ဒီနေရာမှာလဲဟင်းလျာအဖြစ်စားသုံးကြတဲ့အရာဆိုပြီးတော့မှတတ်တတ်မှတ်မှတ် ကန်တက်မေးလိုက်မယ်ခင်ဗျတကယ်လို့ကိုကအရွယ်အုပ်စုဖြစ်နေတယ်အစ်အစ်အစံလေးစဉ်းစားမိတယ်ဆိုရင်လည်းချရေးခိုင်းလို့ရပါတယ်ခင်ဗျချရေးခိုင်းပြီးမှပြီးတော့မှအစ်အစ်အစံအုပ်စုတင်ပြတဲ့အခါမှာအရွယ်အုပ်စုကစဉ်းစားတဲ့အရာလေးတွေကမပါသွားဘူးဆိုရင်ပြန်ပြီးတော့မှထောက်ပြတင်ပြခိုင်းမယ်ခင်ဗျဒါဆိုရင်ကျွန်တော်တို့ရဲ့ရှာဖွေမှုကြီးကကြီးကြီးမားမားကြီးဖြစ်သွားလိမ့်မယ်ခင်ဗျပြီးမှကျွန်တော်တို့က YouTube ကြော်ကြပြားလေးကိုတင်မယ်ခင်ဗျ တော့ယူရီကြောက်ကြပြလေးကိုမသင်ခင်လဲယူဆိုတာဗာလဲဆိုတာလေးကိုလည်းအရင်ဦးဆုံးသားလဲဟာရှင်းပြလိုက်မယ်ခင်ဗျယူဆိုတာကချောင်းလောက်မကြီးတော့ရေစီချောင်းလို့ကြပြစာသားအရာအတိတ်ပဲရှိပါတယ်ခင်ဗျ ဆိုတော့ယူတခြားယူရဲ့အတိတ်ပဲတွေကတော့အများကြီးပဲရှိတယ်ခင်ဗျဟိုမစံပြတဲ့အရာကိုလည်းယူတယ်လို့သုံးလုံးရတယ်လို့မျိုးပဲတခြားယူကတော့ရှည်လျားသောအစဉ်တန်းဆိုတဲ့အတိတ်ပဲလည်းရှိသေးတယ်ခင်ဗျအဲ့တော့ယူကဟိုမြူယူလို့နော်ကစင်ယူလို့ရွာယူကူပေါ့တောင်ယူလို့ဒါမျိုးတွေကလည်းယူဆိုတဲ့စကားလုံးကိုသုံးတယ်ခင်ဗျဒီကဗျာတဲ့ကယူကတော့ချောင်းလောက်မကြီးတော့ရေစီးချောင်းပါခင်ဗျအဲ့တော့ယူလေးရဲ့တစ်လျှောက်မှာ ပေါင်နေတဲ့အပင်ဒီအကြောင်းကိုကြပြားဆရာက ဖွဲ့ဆိုထားခြင်းဖြစ်ပါတယ်ခင်ဗျအပင်ဒီဆူတဲ့နေရာမှာလဲလူတို့စားသုံးရတဲ့စားသုံးလို့ရတဲ့အပင်လေးတွေအကြောင်းကိုပဲဖွဲ့ဆိုထားခြင်းဖြစ်ပါတယ်ခင်ဗျကစွန်ကညို့ပဇွန်စာလေဘရူးမွန်နရူကြာတန်လွင်ညံပင်ကနေဖို့ဖားကပေါင်း7ပင်ပေါ့အော်ဒီ7ပင်အကြောင်းကိုကြပြားဆရာက ဖွဲ့ဆိုထားခြင်းဖြစ်ပါတယ်ခင်ဗျကလေးတွေရှာပွေထားတဲ့အချက်လက်တွေကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့မှ စုဆောင်ပြီးတော့ဘာတွေဘာတွေကတော့ဝယ်ရတဲ့ຢာတွေဘာတွေကတော့ဈေးပေါ်တဲ့ຢာတွေဘာတွေကတော့ပြန်ပြီးတော့မှစစ်စစ်ဆက်ဆက်ပြန်ပြီးတော့မှအုပ်စုတွေအုပ်စုတွေပြန်ပြီးတော့ခွဲခြားလို့ရသလိုမျိုးပဲပြီးရင်ဓာတ်တွေကသဘာဝအလျောက်ရတဲ့အရာတွေလားဒါတွေကဝယ်လို့ရတဲ့အရာတွေလားဆိုတဲ့အရာတွေရဲ့ဒါတွေကယာတိပေါ်တွေလားဒါတွေကဆက်နေရသည်ပေါ်တဲ့အရာတွေလားဆိုတာတွေလည်းပြင်ပြီးတော့မှ မီးလို့ရသလိုမျိုးပဲဒါတွေကတော့စိုက်ပြုံးမွေးမြူတဲ့အရာတွေဖြစ်တယ်ဒါဆိုရင်ပိုးသက်ဆေးတွေပါနိုင်တယ်ဒါဆိုရင်တော့ချမ်းမရည်နဲ့ညီညွတ်တယ်ဒါကတော့ဘာရတာရှိရဲ့ဘာရတာရှိတယ်စသည်စသည်ဖြင့်ပြန်ပြီးတော့အုပ်စုအုပ်စုတွေခွဲခြားပြီးတော့လည်းလှုပ်ဆောင်သွားလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကဗျာတွေကပါတဲ့တောသဘာဝအလျာအလေးကျပေါင်နေတဲ့အပင်လေးတွေအကြောင်းသိရင်းနဲ့ကလွေးတွေကိုကျမ်းမာရေးအတိကျမ်းမာရေးဒရိတွေရှိဖို့ပါကျွန်တော်ကတော့ တင်ပေးမယ်လို့စိတ်ကူးထားတယ်ခင်ဗျဆရာကျမတို့ဘလို့တင်သွားလဲဆိုတာကိုလည်းကိုမမဝင်ရောက်ဆွေးနွေးပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ